ဒီပိုင်းဆားမှာတော့ကရုံးကပြီးခဲ့တဲ့တစ်ခေါက်မွေးနဲ့ဖားကိုလွတ်လိုက်တာအဆင်မပြေခဲ့တာကြောင့်သူတို့ပဲညာနီးရှင်ပင့်ကိုနောက်ထပ်စီစဉ်ထားဆွဲခိုင်းနေခဲ့ပါတယ်။ပင့်ကလည်းရာနီချင်းကန်ဓာတ်ကိုရတော့မှာပါနဲ့အာမရခံနေခဲ့ပြီးတော့အချင်းတနေကလေးကရိုင်းမားစီကလွတ်လိုက်တဲ့ QC ကနေဗီဒီယိုတစ်ခုကရောက်လာခဲ့ပါတယ်။ဒါကြောင့်ဂရုံးက Q ကောင်ကရိုင်းမားနဲ့တယောက်တည်းသွားချတာလားဟာလို့မေးလိုက်ပြီးပင်ကတော့အဲ့ကောင် Q ဆိုမှတော့အခုမှရောက်သွားလို့နေမှာပေါ့ဆရာကြီးလို့ပြောနေခဲ့ပါတယ်။ဒါကြောင့်ဂရုံးကဖားကလည်းရိုင်းမားတို့နဲ့ပူပေါင်း၊မွေကလည်းမာလကီရလို့ Q ကလည်းအခုမှရောက်တယ်ဆိုလို့စိတ်တုံနေပါတော့တယ်။ ။ဒါပေမဲ့တော့ရိုင်းပါတို့ကကယူနဲ့တိုက်ခိုက်နေစာအိတ်တွေနဲ့တိုက်မိသွားပါလေ။ဒါကြောင့်စာခါအကြံရသွားပြီးတော့တစ်ဖက်ကယူနဲ့တိုက်ခိုက်တာဓာမတိုးလို့ကြောင်ပြောင်းနေရိုင်းပါကိုစာအိတ်တွေနဲ့ပစ်ပေါက်ပေးလိုက်ပါလေ။ဒါနဲ့ရိုင်းပါလည်းသူ့ရဲ့ဓာနဲ့အိတ်တွေကိုခုတ်ချပစ်လိုက်ပြီးတော့ကူးကောင်ပေါ်စာတွေကိုပတ်ချပစ်လိုက်ပါလေ။တို့နဲ့ကြမ်းလာပါကျဲဆွဲခူးကောင်လည်းပက်ကြည့်စားပေါက်လို့ကြုံသွားခဲ့ပြီးတော့ဖေးခဲပါမိခဲပါဓမီသားစုလုံးဝိုင်းခဲပါနဲ့တန်းနေအောင်ပြေးရပါတော့တယ်ဒါကတော့တစ်ဖက်ကရုံးကတိုက်ရိုက်ကြည့်နေခဲ့ပြီးတော့အစည်းအဝေးမအောင်မြင်လို့ပင်ကိုစိတ်တူနေခဲ့ပြန်ပါတယ်အားကြောင့်ပင်ကသူ့ရဲ့နောက်ထပ်အစည်းအဝေးကိုစရအောင်မယ်လို့ပြောလိုက်ပြီး တပတ်ကဘာမှမသိတဲ့ကောင်တွေကဘာမှမသိတဲ့သူတွေကိုဘာကြောင့်မှမသိပဲဓမြတိုက်နေခဲ့ပါတယ်။ဂျိုင်းမာတို့ကသူတို့သွားမယ်ကျုံးမနက်ခင်းကလမ်းရှောင်းနေရတာကြောင့်ပေမန်းပြီးတော့ဘိုက်စာနေခဲ့ကြပါတယ်။ရေဦးဆန်းရှိကနေဖြတ်လျှောက်လာတော့ရေပဲချိုးခြင်းလိုလိုဘိုက်ပဲစာလာသလိုနဲ့အိတ်ထဲမှာတော့ပတ်စံလဲဓပြားမှာပါမလာခဲ့ကြပါဘူး။အဲဒီအချိန်မှာပဲအဖိုးကြီးတယောက်ကရောက်လာပြီးတော့ဂျိုင်းမာတို့ဆိုင်ရှိကနေဖြတ်လျှောက်တဲ့သူအယောက်တန်းမြောက်ဖြစ်တာကြောင့်တဲခိုကစားတောက်က free နဲ့နေဖို့အတွက်ကန်ထူးသွားတဲ့အကြောင်းကိုလာပြောခဲ့ပါတယ်။ ဒါနဲ့ရိုင်းမတို့လည်းပျော်သွားခဲ့ကြပြီးတော့ဝင်းနှမ်းမလေးနဲ့လိုက်သွားခဲ့ကြကအဖိုးကြီးရဲ့မျက်လုံးထဲမှာတော့တခုခုကိုဖုံးကွယ်ထားတယ်ဆိုတာသိသာနေပါတယ်။ဒုံနဲ့ရိုင်းမရေပေါ်လမ်းလျှောက်တိုင်းကိုကြည့်နေခဲ့ပြီးတော့ဂဲရူဇာမွန်ကလိုင်းနောက်ဆိုင်နဲ့လေ့ကျင့်ပေးနေခဲ့ပါတယ်။မူဆာရှီကတော့ဖားလေးတစ်ကောင်နောက်ဆက်တာနဲ့တိုင်းမကျနိုင်တော့ဘူးလား။ဒါလေးနဲ့များဆာမူရိုင်းဖြစ်ချင်နေရလားလို့ပြောနေခဲ့ပြီးရိုင်းမကတော့သူကအိုနီမာရုဆိုရဲ့ဂရုံးကိုအနိုင်ပြီးတော့အတန်မာဆုံးဆာမူရိုင်းတယောက်ဖြစ်လာစေရမယ်လို့ပြောနေခဲ့ပါတော့တယ်။အဲဒီအချိန်မှာသူတို့ရဲ့အနောက်မှာတော့မျက်လုံးအနီတွေနဲ့တစုံတစ်ယောက်ကချောင်းကြည့်နေခဲ့တာပါ။ တပတ်ကမင်းကလေးဘက်ချမ်းမှာတော့ဇားကရေချိုးနေနဲ့တယောက်ကကြည့်နေလို့ခံစားရတာကြောင့်ယာယမာတို့လို့ထင်ကနာအဘူးတွေလို့ချိန်ဆနေခဲ့ပါလေအဲဒါကြောင့်ယာယမာလည်းသူ့အတူလေးကျင်းနေအောင်ဖားလာနောက်ရှက်တဲ့ဂျားကဇားကရဲ့ဒုံးနဲ့ပါပြစ်ပေါက်ခံလိုက်ပါသေးတယ်အထင်လွဲနေစွာကိုသိတဲ့မူဆာရှိကယာယမာကိုဆေးထိုးဖို့နိုင်ငံကိုပြေးတက်တဲ့လေးကျင်ကန်လောက်ရမယ်လို့ပြောလိုက်ပြီးတော့ဂဲရူဇာမုန်ကိုပါလိုက်ခိုင်းနေပါလေယာယမာတော့ဘာမှမသိလို့အားကြီးနဲ့ပြေးတက်နေပြီငါနိုင်ပြီကွာလို့អော်လိုက်တဲ့အချိန်မှာအောက်ကဇားကတို့ကရေပိုက်တွေနဲ့ထိုးချပစ်လိုက်ပါလေအဲ့တော့နဲ့ယာယမာလည်းဇန်းငင်ဇန်းငင်နဲ့ရေတိမ်မှာမှောက်နေခဲ့ပြီးတော့ မူဆာရှိကတော့တဲခုခန်းဆိုတော့စကီလေးတွေမတီလေးတွေရှိမှာပဲလို့တွေးကနန်အပေါက်လေးကနေချောင်းကြည့်လိုက်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့စားကားရှိနေတာကြောင့်မူဆာရှိလည်းမျက်လုံးကိုတပြားပြားနဲ့ရိုက်ခံလိုက်ရပါတော့တယ်။ဂျုံနဲ့ရေချိုးပြီးကြတော့ညသာစားဖို့လုံးနေခဲ့ကြပြီးစားကားပကံထဲမှာအမဲသားတွေအမောက်လိုက်ကြီးရှိနေပေမဲ့ရိုင်းမားပကံထဲမှာတော့ချောင်းကြည့်လို့စိတ်ဆိုးနေတာကြောင့်ရေနဲ့ထမင်းဆန်နဲ့ပဲစီပဲစားခိုင်းထားလိုက်တာပါ။တစ်ဖက်မှာတော့ဂရုံရဲ့တပည့်တွေဖြစ်ကြတဲ့ပင်လယ်မြော့ဓာခုတ်ကောင်ကျဲငါတို့ကသူတို့ရဲ့ဓာတ်ကိုယူမဲ့မဟာအစီအစဉ်ကြီးကိုတိုင်ပင်နေကြပါလိမ့်။ တို့ကတဲခိုကမ်းမှာရေချိုးနေတော့ဓာတ်ကိုခိုးပြီးပေါ်ကြံထားကြပါမိ။ရိုင်းမအလိုမပေးတာကြောင့်တခြားအစီအစဉ်ကိုစဉ်းစားနေရပါတော့တယ်။ဂျုံလည်းပဲဟိုလိုလုံးလိုက်ရင်ဒီလိုဆက်လုံးလို့ဟိုလိုပြီးရင်ဒီလိုလုံးနေဒူဒူလေးကိုတိုင်မင်ညာကြောင့်ဘာတွေပြောနေလဲကျွန်တော်လည်းမကြားလိုက်ရပါဘူး။အပြစ်ပေးထားလို့ထမင်းပဲစားနေရတဲ့ရိုင်းပါလေထမင်းလေးကြီးပဲသကုံတီးနေရကြောင့်ဇားကတောင်စိတ်ပြတ်နေခဲ့ရပါတယ်။ဂျုံနဲ့အားလုံးစားပြီးသွားတဲ့နောက်မှာတော့တဲခိုကမ်းပါရှင်အဖိုးကြီးကတတိဆမ်းမဲ့ပြိုင်ပွဲတစ်ခုကျင်းပနေတာကြောင့်ရိုင်းပါကိုပေါင်ပေးဖို့အတွက်တောင်းဆိုလာခဲ့ပါတယ်။အနိုင်ရရင်တော့အယိုးကြောတွေဖြေလျှော့ပေးနိုင်တယ်။ အထူးစပယ်ရှယ်ရေဘူးဆန်းကိုလိုက်ပြပေးမှာဖြစ်တဲ့အကြောင်းပြောနေခဲ့ပြီးအသားရေတွေပါကြီးလင်တောက်ပါဇီလိုင်းတဲ့အကြောင်းကိုပါပြောနေခဲ့တာပါကြီးလင်တောက်ပါဆိုတဲ့စကားကိုကြားလိုက်တာနဲ့ပူရိသမိမစားခါစိတ်ဝင်စားနေခဲ့ပြီးတော့မူစာစီကတတ်တီကိုဆန်းမှာဆွဲအတွက်ရိုင်းမောင်ဝင်ပြိုင်မှုတိုက်တွန်းနေခဲ့ပါတယ်ဒိုနဲ့နောက်ဆုံးမှာတော့ရိုင်းမောင်ဝင်ပြိုင်မှုလုပ်ခဲ့ပြီးတော့အရင်ညမှာတော့ကြောက်စရာကောင်းတဲ့နေရာတစ်ခုကိုသွားဖို့လုပ်ခဲ့ကြပါတယ်ဇိုင်းမုံမှာတော့တတ်တီဆန်းပွဲလို့ရေးထားပြီးတော့ဇားခါအကြောင်းနေမဲ့ရိုင်းမောင်တော့ပြိုင်ဝင်ပြိုင်ရမယ်လို့ပြောနေခဲ့ပါတယ်အဲဒီချိန်မှာနောက်ကနေရုပ်ဖြတ်ထားတဲ့ဂျယ်ငါးကောင်ရောက်လာခဲ့ပြီးတော့ တတိဆန်းပွဲစီမင်းတွေကိုပြောပြခဲ့ပါလေပထမဆုံးအနေနဲ့ကတော့ဒီလန်းကိုအဆုံးထိဖျက်ရှောက်မှာဖြစ်ပြီးဒါကိုတော့အန်ရီများတာကြောင့်သူတို့သိမ်းမိထားမယ်လို့ပြောကအဂျန်စီကိုစတင်လိုက်ပါတော့တယ်ရိုင်းမတော့အေးကွာတော့အန်ရီများရလို့ပြောလိုက်ပြီးတော့ဂျင်ငါကောင်တော့သူ့ဂျန်စီလုံးဖြစ်ပြီးထင်းနဲ့ပြောနေခဲ့ပါလေဒါမဲ့ရိုင်းမတော့ဒါကိုဇွက်ခနဲဒိန်ထဲမှာသိမ်းထားလိုက်ပြီးတော့ထုံမသုံးရင်ရတာပဲလीလို့ပြောလိုက်ပါတော့တယ်သူနဲ့ရိုင်းမလန်းကိုစားရှောက်ခဲ့ပြီးတော့ဂျင်ငါကတော့ကြောင်ပြီးတော့ဂျန်နေခဲ့ကဒီအဂျန်မောင်မီလည်းဘာဖြစ်လဲအစီအစဉ်ကအခုမှစတာကွာလို့ပြောလိုက်နေတယ် ဒါကိုကောင်တောင်းဝင်လွှဲပေးလိုက်ပါတယ်။တပတ်မှာတော့မူဆာရှိကဂေရူဇာမုန်ကိုနေငယ်ချင်းဘလူးတွေအကြောင်းပြောပြဆမ်းပါလို့မေးလိုက်ပါတယ်။ဒါတော့ဂေရူဇာမုန်ကသူ့တငယ်ချင်းဒါကိုကောင်ပင်လယ်မြှော့နဲ့ကြယ်ငါးတို့ရှိသေးတယ်လို့ပြောပြပါတယ်။ဒါကိုကောင်တော့အပြင်မှာတေဥဆောင်မင်းသားဖြစ်ပြီးနေတိုးထက်တော်မှာပို့ပြီးတော့တေဥဆောင်ကောင်းသေးတယ်လို့ပြောနေခဲ့တာပါ။အဲကောင်သားတကယ်ဒါကိုယူခြင်းတေဥဆောင်လှည့်စားပြီးတော့ယူသွားနိုင်တယ်လို့ပြောနေခဲ့ပြီးတော့တစ်ဖက်ကရိုင်းမားတို့စီမားတို့အီးအားဆိုပြီးတော့မယင်ငယ်တုံးပြီးတော့အော်တန်ကြီးကိုကြားလိုက်ရပါတယ်။ဒါကြောင့်ရိုင်းမားတို့ကကြိလိုက်တော့အဖွားအုပ်တယောက်လမ်းမေးမှာထိုင်နေတာဖြစ်ပြီးတော့ အကူအညီတောင်းနေတာကိုတွေးလိုက်ရပါတယ်။ရိုင်းမလည်းဘာဖြစ်လို့တုံးလို့မေးလိုက်တော့အဖွားကမျက်စိမကောင်းတော့မိလေးကိုအနီးကမြင်ရင်လို့ပါကွဲဆိုပြီးခေါင်းဆောင်ညီမလေးပုံပြင်တဲ့ကဒိုင်ယာလော့တွေကိုရုတ်ပြနေခဲ့ပါတယ်။ပြီးတော့မှတေးဥဆောင်ကောင်းတဲ့ဓာခုတ်ကောင်မေးပေးသေးလိုက်တော့ဆိုပြီးတော့ဓာနဲ့ဓာခုတ်တာကြောင့်ရိုင်းမလည်းဓာမထုတ်ရစည်းကမ်းတိုင်းဓာမထုတ်ပဲတအိမ်နဲ့ရိုက်လိုက်တာအတန်တော်မထွက်နိုင်တော့ပါဘူး။ချောင်းနေတဲ့ကျဲငါးကောင်ကလည်းတားကြီးရမင်းတော်တယ်။အလောက်အားနဲ့ရိုက်တောင်ဘာမှဖြစ်ဘူးလို့ကြီးကျူးနေတော့မှအထဲမှာတော့အသက်ငင်နေခဲ့ပါပြီ။ ဂယ်ရူဇာမွန်ကတော့နောက်တစ်ကောင်ကသဘောကောင်းတဲ့ချစ်စရာကောင်းတဲ့ပင်လယ်မျော်လေးရှိသေးတယ်လို့ပြောလိုက်ပါတယ်။တပတ်မှာတော့ယာယီမာတို့ကပြစ်ချွဲချွဲမတရီစရာချိတ်ထားတဲ့ကြောက်စရာခန်းတွေကိုရောက်နေခဲ့ကြပြီးယာယီမာကခုနလမ်းမှာပြုတ်ကျနေတာတွေ့လို့တန်းနေမိလိုက်တာယွန်စရာကြီးလို့ပြောနေခဲ့ပါတယ်။ကျဲငါးကောင်လည်းခုနအတိုင်းငါးကောင်ပင်လယ်မျော်ကဓာအတော်တာဒီကဖျက်ဆောက်လိုက်တာနဲ့ဓာအိုသားလေးလှူလိုက်နိုင်မှာလို့ပြောနေတော့ကိုလူကိုတန်းနေမိလို့မျော့လေကားသွားရပြန်ပါတယ်။ဂယ်ရူဇာမွန်ကတော့အကောင်းမြင်တတ်ပြီးတော့ခေါင်းဆောင်တက်တဲ့ကျဲငါးကြီးလည်းရှိသေးတယ်လို့ပြောနေပြန်ပါတယ်။ ကျင်ကဒီကတော့တကယ်အောင်မြင်ပြီးအစီအစဉ်အခုမှစတာလို့ထပ်ပြောပြန်ပြီးရိုင်းမားတို့ရဲ့လမ်းရဲ့အဆုံးကကြောက်ဆောင်သေးလေးစီကိုရောက်သွားခဲ့ပါတော့တယ်။ကြောက်ဆောင်ပေါ်မှာတော့ဓာတ်ကိုအပေါက်ထဲထည့်လိုက်ရင်လှုပ်ဝဲရေပူစမ်းထွက်လာလိမ့်မယ်လို့ရေးထားပြီးတော့ရိုင်းမားလည်းဇွက်ကနေဂျပန်ပြည်ပြည်ထိုးသွင်းလိုက်ပါတယ်။အဲတော့မှဘုံငယ်ကျင်ကထွက်လာခဲ့ပြီးတော့ဟာဟာဟာနဲ့ကြီးကနောက်ဆုံးမှာတော့ဂျန်စီအောင်မြင်သွားပြီဟဲ့လို့ပြောလိုက်ပါတော့တယ်။ပြီးတော့ဝစ်ဆောင်ကောက်ချွတ်လိုက်ပြီးတော့အော်ဒီမာရူရဲ့တပည့်မိစာရှစ်ကောင်တွေကကျင်ကပဲဖြစ်တဲ့အကြောင်းကိုပြောလိုက်ပါတော့တယ်။ ဒီတော့မှရိုင်းမာလေးဒီကျဲငါးမသားလေးကတော့လို့ပြောပြီးတော့ဓာတ်နဲ့ပြေးခိုးဖို့လုပ်ပေမဲ့ဓာတ်ကဆွဲထုတ်လို့မရတော့ပါဘူးတကယ်တော့ကျဲငါးအเจ้าဆောင်လေးမှကော်ရီထဲ့တာဖြစ်ပြီးတော့အဲ့ဒီအချိန်မှာဟိုနှကောင်လေးရောက်ချလာခဲ့ပါတော့တယ်အားကြောင့်ကျဲငါးလေးအားတက်သွားပြီးတော့ရိုင်းမာကိုတိုက်ခိုက်ဖို့လုပ်နေတဲ့အချိန်ဆရာသမားရိုင်းမာလေးဓာတ်ကိုဆွဲမထုတ်တော့ပဲဓာတ်ဆိုင်ထားတဲ့ကြောက်တုံးနဲ့ကောက်ရိုက်ပြထည့်လိုက်ပါတယ်ရိုင်းမာရဲ့ဓာတ်ကလည်းကြောက်တုံးလေးကွဲထွက်ကုန်တာကြောင့်ပြန်ရသွားခဲ့ပြီးတော့ကျဲငါးတို့ကအစည်းအဝေးကြာဆုံးလို့ပြန်သွားရင်ဂရုံးတပ်မှာကိုကြောက်တာကြောင့်ဘာရင်းကြတဲ့ကလို့သုံးကောင်ပေါင်းဆက်ရုပ်ဆက်ဖို့လုပ်ပါတော့တယ် ဒါမဲ့ဓာဆိုင်တုံးကထွက်လာမဲ့ရေဘူးဆန်းကအခုမှပန်းထွက်လာတာကြောင့်ကျဲငါးတို့အဖွဲ့လဲရှုံးနေသွားခဲ့ရပါတော့တယ်ဂျုံနဲ့အားလုံးပြီးသွားတော့ဂဲရိုဆာမွန်လိုပဲတငယ်ချင်းတွေဖြစ်သွားခဲ့ကြပြီးသူတို့သွားနေကြတဲ့ဂျုံသားမှာအမျိုးတွေရှိလာတော့လိုက်ခဲ့ခြင်းနဲ့ဆွဲကြောင်းငိုပြီးတော့ပြောနေခဲ့ကြပါတယ်တပတ်မှတော့ကရုံးကရှုံးသွားပြန်တာကြောင့်စိတ်တူနေခဲ့ပြီးတော့ညာကြီးချိန်မှာဆွဲပင့်ကိုချိန်ဆနေခဲ့ပါတယ်ဒါမဲ့ပင့်ကအစီအစဉ်အခုမှစတာလို့ထပ်ပြောလိုက်ပြန်ပြီးနောက်ထပ်မိစားတကောင်ဖြစ်တဲ့လင်းတို့ကောင်ခေါ်ချပစ်လိုက်ပါတယ် လင်းလုံးကောင်းတော့ site တွေ guide တွေ style နဲ့ line နိုးစီတဲ့ကြားတွေနဲ့အလန်းစားတွေပြန်ပြနေခဲ့ပြီးဒီပန်းတော့ဒီမှာပဲပြီးသွားခဲ့ပြန်ပါတယ်ခင်ဗျာ။